က်ရိုင်မျိုးအမှတ်ရှိရက်ကွက်မှာတော့လူတော်များများဟာကြောက်လန့်မှုနေရာမှာမယုံနိုင်လောက်အောင်အံ့ဩတုန်လှုပ်မှုတွေအစားတို့ဝင်ရောက်ခဲ့ပါတယ်။ဒီရက်ကွက်ဟာထိုင်းနိုင်ငံတောင်ပိုင်းကလက်တလုံးရေပိတံကိုအစိုးရဆုံးခန်းဆားခဲ့တဲ့နေရာတစ်ခုဖြစ်ပေမဲ့ကိုကြီးကယ်ဆယ်ရေးတွေမရောက်လာသေးပါဘူး။စစ်တပ်ကားစီအစားတော့လာဝေးတယ်။ဒီရောက်တော့ကျမကိုခေါက်ဆွဲကြောက်တထုံနဲ့လွားတော်တူပေးတယ်။ပြီးတော့ဒါပဲတဲ့။ဒါပဲပေးစရာရှိတော့တယ်လို့ပြောတယ်လို့ဒေသခံတို့ကပြောပါတယ်။အခုလိုရေပိကပြီးတဲ့ချိန်မှာတော့သူတို့ဟာ ကိုအားကိုကိုပြီးရှင်းတန်နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။အစိုးရကကြိုတင်တတိပေးတာမျိုးမရှိခဲ့သလိုဒီအချက်တဲကိုတုံ့ပြန်ဆောင်ရွက်တာတွေကလည်းအလွန်အားနည်းလို့နဲ့အတွက်ရက်ကွန်ဒီလူလူကြားမှာအမျက်ဒေါသတွေကြီးထွားလာနေပါတယ်။အစိုးရတာဝန်ရှိသူဒုတိယကိုမှမတွေ့ရဘဲလာရောက်ကူညီပေးနေတဲ့စေတနာဝန်ထမ်းတွေကိုပဲတွေ့ရတယ်လို့သူတို့ကထက်ကတလဲလဲပြောနေကြပါတယ်။ဒီဘက်စောပိုင်းတို့ကသတင်းတော်တွေဟာထိုင်းနိုင်ငံရေးပေါ်ရေးပေးတုံ့ပြန်ညွှန်ကြားမှုကိုအစိုးရအနေနဲ့တာဝန်ယူသင့်သလားဆိုတာမေးမြန်းခဲ့ကြပါတယ်။ ဒါကတော့သူ့ရဲ့တုံ့ပြန်ဖြေကြားချက်ဖြစ်ပါလေ။ဝင်းကြီးချုပ်အနုတင် ချန်ပီယံခွန်ကအဲ့ဒါအတွက်တောင်းပန်စကားဆိုခဲ့ပြီးရေဘေးသင့်သူတွေအတွက်ထောက်ပံ့ငွေတွေပေးမယ်လို့ကြေညာခဲ့ပါလေ။ဒါပေမဲ့အမှတ်ရှိရက်ွက်အတွက်တော့ဒါဟာအရန်နှောက်ကြသွားပါပြီ။အစိုးရဘယ်ရောက်နေလဲ။ပြီးတော့အော်ငါတို့မှပတ်စံတွေဘာတွေပေးဖို့တောင်းဝန်ရှိပါလေလို့လာပြောတယ်။ဒါပေမဲ့အရန်နှောက်ကြသွားပါပြီ။ပုံမှန်ဆိုရင်တော့ဒီလိုမဖြစ်ခင်ကတည်းကတခုခုလှုပ်ဆောင်တင်တာပေါ့လို့ဒေသခံတူကပြောပါတယ်။ ဒေသခံတွေကတော့သူတို့နေအိမ်တွေကိုသူတို့ပဲပြန်လည်ပြုပြင်သွားမယ်လို့ပြောနေကြပါတယ်။ဒါပေမဲ့အစိုးရဘောသူတို့ရဲ့ယုံကြည်မှုကိုပြန်လည်ရရှိဖို့ကတော့အချိန်ပိုကြာသွားနိုင်ပါတယ်ခင်ဗျာ။